ပြောပါမယ်မဲသားမွှားကြော်လေးကြော်ဖို့အတွက်မဲသားကိုနူးဤနေပြုတ်ထားပါတယ်ပြီးရင်ခုလိုအမြင်လေးတွေလုပ်ထားပါတယ်ပြီးတော့ချိုမုံစာနေပြီးတော့နှက်ထားပါတယ်ကျက်သွန်အဖြူနီးအဲကျက်သွန်ပြူရဲ့ဂျင်းရဲ့ထောင်းထားတာလေးပါစီစူလောင်တဲပါမယ်တဲပြီးရင်မဲသားမွှားထားလေးတွေထည့်ပါမယ်နည်းနည်းလေးတွေထည့်ပါမယ်ကတ်သွားမှစုလို့ပါ ပေါက်ပါတယ်နော်တော်တော်ပေါက်ပါတယ်ဒီအချိန်မှာခုလိုဒါရီလေးလုပ်ပြပါမယ်ဒါရီလေးဒီလိုလေးမကပ်အောင်နော် ဒီကနောက်တော့ဦးပါခုလိုအနေလေးရဲလာပြီဆိုရင်တော့ဆယ်ထားပါမယ်ကြော်လိုက်တာခုစုဘူးကြီးတစ်ခုရပါပါပြီဒါကတော့ငန်းနဲ့မှကြံတာပါဒါသမီးလေးစားဖို့အချိုလေးဖယ်ထားပါမယ်ဒါလေးကတော့နောက်ဆုံးလက်ကျန်တဦးပါခုနမြင်လာရေကုန်ပြောင်းသွားပါပြီဒီလိုနှစ်ဘူးရပါတယ် ုံကြော်ပြီးွားရနော်ကြံတဲ့စီတဲ့ကိုခုနထောင်းထားတဲ့ဂျင်းရဲ့ကြက်သွင်ပြူလေးရဲ့ထည့်ပါမယ်။ဒါလေးကတော့ဂျင်းကြက်သွင်ပြူကိုငြုတ်သီးအကြမ်းပတ်လေးနဲ့စီတက်ပြီးတော့ခုနကြော်ထားတဲ့ကိုပြန်ပြီးရောမှဖြစ်ပါတယ်။ချိုမှုတ်လေးနည်းနည်းမှထည့်ထားပါတယ်။ဒါလေးကိုမွေးနဲ့ကြက်နေအောင်စီတက်ပါမယ်။ကြော်လိုက်တာပေါ့နော်ချိုမှုတ်လေးကထည့်။မေတ္တာအရသာ ခင်ပြီးကြပါအဲ့ဒါမစားတော့မဖဲတော့ပါဘူးဒါလူကြီးတွေစားဖို့ပေါ့နော်ဆက်ကြောပါကျင်းလေးပါပါမှုေးနေပါချင်းဒီချက်တော့လေးကျင်းလေးထောင်းလိုက်တော့ပို့ပြီးတော့တော်လေးကပို့ပြီးတော့စားလို့ကောင်းပါချင်းနှိုက်စားပါချင်းမတ်မီလီရတော့အရန်ကောင်းလို့နှိုက်စားနေပါလေရှင် မင်းကြော်လေးနဲ့ပဲစားစားပေါ့နော်သမင်းဖြူလေးနဲ့ပဲဟင်းလေးနဲ့ပဲချက်ချက်ပြီးတော့ဟိုဟာချင်းဟင်းလေးနဲ့လည်းလိုက်ဖက်တဲ့ကြော်လေးတစ်မျိုးဖြစ်ပါတယ်ကြည်ဒီနေလောက်ရောက်တဲ့ဆိုရင်တော့သူ့မီလေးနဲ့သူထားလိုက်ပါမယ်ဆိုတော့မြေကြီးတွေမီးကျွမ်းသွားမှာဆိုလို့ပါແຮວວ່າແລ້ວຕຸປູໃຈນັ້ນຕິຊິມີວ່າແດ່ ော်ထားတဲ့ဟာကိုဒီအစိုက်အကြော်နဲ့ရောပြီးတော့မှုလိုက်ပါမယ်။ဒီချာလေးစိတ်ရှိလက်ရှိနဲ့နှံ့မှုလေးပါမရှင်။ဒီရင်တော့ဆွမ်းလောင်းမှုတပူအိမ်စားဖို့တပူဖယ်ထားလို့ရပါပြီ။ဆိုရင်တော့ဂျင်းချက်သမီးငယ်သီးတန်ပန်းနဲ့ညှိုးပြီးတော့ကြွရနေတယ်။အမဲသားမှွားကြော်အမဲသားချောင်းကြော်တွေရရှိပါပါရှင်။ ျော်စားကြည့်ကြပါနော်နည်းနည်းတော့လက်ဝင်ပြီမယ်သူကအထားလက်ခံနဲ့အမင်းညော်နဲ့တွဲစားရင်လည်းစားလို့ကောင်းတာဖြစ်ပါတယ်အားလုံးပဲစားကောင်းကျန်းမာကြပါစီရှင်ကျေးဇူးတင်ပါတယ်